ဗြိတိန်နိုင်ငံမန်ချက်စတာမြို့ကဂျူဖျားကြောင်းတစ်ခုနားမှာဖြစ်ပွားတဲ့တိုက်ခိုက်မှုဟာအကြမ်းဖက်မှုအဖြစ်ရဲတွေကသတ်မှတ်ကြေညာခဲ့ပါတယ်။ဓာတ်ထုတ်မှုကားနဲ့ဝန်တိုက်မှုတွေကိုကျူးလွန်ခဲ့တဲ့တန်တရားတရားခံဘဒူဆိုတာကိုလည်းရဲတွေကကြေညာခဲ့ပါတယ်။အော်တိုဘာ၂ရက်နေ့ကအစီးရီးယားနယ်ပေါ်ဗြိတိန်နိုင်ငံသားဂျီဟတ်အယ်ရှာမီကဟီတန်ဘဂျူဖျားကြောင်းရှိမှာလူစုလူဝေးကိုပိတ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာလို့ Greater Manchester ရဲတပ်ဖွဲ့ကဆိုပါတယ်။သူကလူအုပ်တဲ့ကားနဲ့ဝန်တိုက်ခဲ့တယ်လို့ လူတွေကိုပါဓာတ်နဲ့လိုက်ထိုးခဲ့ပါတယ်အဲ့ဒီလောက်ရကြောင့်လူသုံးဦးထပ်မနေတိတ်ဆုံးခဲ့ရတာပါမနေ့အနေငယ်အတွင်းမှာတဲ့အဲရှာမီကိုရဲတွေကအသေးပြက်ခတ်တားဆီးခဲ့ရပါတယ်အရေးပေါ်အခြေအနေတုတ်ပြန်ရေးဝန်ထမ်းတွေကကားတိုက်ခံရသူဓာတ်ထိုးခံရသူစုစုပေါင်း၄ဦးကိုကုသပေးခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်ရဲတွေကတော့ဒီဖြစ်စဉ်မှာကြံရပါတယ်လို့ယူဆရတဲ့အသက်30ကျော်အရွယ်အမျိုးသား2ဦးနဲ့အသက်60ကျော်အမျိုးသမီး2ဦးတို့ကိုလည်းထိန်းသိမ်းထားကြောင်းပြောပါတယ်အစောပိုင်းကတန်တရာရှိသူဟာ ဘုံတက်ဆင်ထားတဲ့အသေးခံဘုံသမားအင်ကြီးကိုဝတ်ဆင်ထားခဲ့တယ်လို့ယုံကြည်ရကြောင်းရဲတွေကအကြေညာခဲ့ပေမဲ့နောက်တော့အဲ့ဒီအင်ကြီးမှာဖောက်ခွဲရေးပစ္စည်းတွေရှိမနေခဲ့ဘူးလို့အတည်ပြုခဲ့ပါတယ်။မြင့်မြင့်တွေရဲ့အဆိုအရအဲရှောင်မီကလည်းသူ့စီမှာဘုံပါလာတယ်လို့အော်ဟစ်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ပြည်တွင်းကတိုက်ခိုက်မှုသတင်းကိုကြားသိပြီးတဲ့နောက်ဗြိတိန်ဝန်ကြီးချုပ်စာကီရာစတာမဟာဒေမတ်နိုင်ငံမှာဥရောပနိုင်ငံရဲ့အစုအဖွဲ့အထိပ်သီးအစည်းအဝေးတက်ရောက်နေရတာကနေပြန်လည်လှည့်ပြန်ခဲ့ရပါတယ်။ ဒိမတ်ကမထွက်ခွာခင်သတင်းထောက်တင်တဲ့တွေ့ဆုံတဲ့အခါမှာစတာမာကဘရတေးအနှက်မှာရှိနေတဲ့ဂျိုးဝပြူအဆောက်အုံတွေမှာရဲအဆောက်ရှောက်ပုံမချပေးသွားမယ်လို့ပြောကြားသွားခဲ့ပါတယ်။သူကဘရတေးနိုင်ငံဟာဂျူမုန်ဒီရဲ့ဝါရတွေပြတ်နက်ကြီးထွားမလာအောင်တိုက်ခိုက်အနံ့ယူရမှာဖြစ်ပြီးပြည်တွင်းကဂျူးလူအဖွဲ့အစည်းတွေကိုကာကွယ်ဖို့သူအနေနဲ့အစွမ်းရှိသမျှအလုပ်ဆောင်သွားမယ်လို့ကတိပြုသွားခဲ့ပါတယ်ရှင်။